နင်းစင်သုံးနေတဲ့အင်တာနက်ကကိုလက်ထဲမှာမရှိတော့ဘူးကိုထင်ချူမှုအောက်ကလွတ်သွားပြီဆိုရင်ဘလို့ခင်မလဲဒါကစိတ်ကူးရင်ဇာတ်လမ်းမဟုတ်ပါဘူးမကြတဲ့ခင်ကပေါက်ကြလာတဲ့ data အစုပုံကြီးတစ်ခုကမြန်မာနိုင်ငံရဲ့အင်တာနက်ဆောင်ကြည့်မှုဟာရင်ကားနဲ့လုံးဝမတူတဲ့အဆင့်တစ်တစ်ခုကိုရောက်နေပြီဆိုတော့ကိုဖွင့်ချလိုက်ပါတယ်ဒီအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဒီကိစ္စရဲ့အဓိကအချက်ကတော့လူဦးရေသုံးသပ်တန်ပါမြန်မာနိုင်ငံမှာအင်တာနက်သုံးသပ်သူအလုံးကြီးပါပဲပေါ့သူတို့ရဲ့ကိုရေးကိုတာဒီချစ်တဲ့အချက်လက်တွေ အင်တာနက်ပေါ်ကလှုံ့ဆော်မှုတိုင်းဟာအခုဆိုရင်အကောက်ွယ်မဲ့သွားပြီလို့ဆိုနိုင်ပါတယ်။ပြီးတော့ပိုပြီးနောက်ကိုဆက်ကောင်းတာကဒီ data တွေကိုပြည်တွင်းကပဲစောင့်ကြည့်နေတာမဟုတ်တော့ဘဲပြီးပရင်ကကြည့်နိုင်ငံတစ်ခုကအချိန်မရေဝင်ကြည့်နိုင်တဲ့အခြေအနေဖြစ်နေတယ်ဆိုတဲ့အချက်ပါပဲ။ဆရာအဓိကမေးခွန်းကဒါပါပဲ။နိုင်ငံတစ်နိုင်ငံလုံးရဲ့အင်တာနက်ကွန်ရက်တစ်ခုလုံးကသူတို့ရဲ့ထိန်းချုပ်မှုအောက်ကနေဘီလိုပုံစံမျိုးနဲ့လွတ်ထွက်သွားခဲ့တာလဲ။ဒီအကြောင်းအရကိုပဲဒီတစ်ပတ်မှာအဓိကထားဆွေးနွေးတော့မှာပါ။ အဲ့ဒီမဲခွန်းကိုဖြည့်ဟုဆိုရင်အရင်ဆုံးဒီဆွန်ဆန်းစစ်စင်းမှုကနေထွက်ပေါ်လာတဲ့အဓိကတွေ့ရှိချက်ကိုကြည့်ရပါမယ်။အဲ့ဒါကတော့မြန်မာနိုင်ငံတော်မှာအရာအလုံးကိုစောင့်ကြည့်နိုင်တဲ့ digital ပိုက်ကွန်ကြီးတစ်ခုဖြန့်ကျက်ထားပြီးသားဖြစ်နေပြီဆိုတာပါပဲ။ဟုတ်ပါပဲ။ပေါ်ကျလာတဲ့စာရွက်စာတမ်းတွေကိုအခြေခံထားတဲ့အစီရင်ခံစာတစ်တခုရမြန်မာအင်တာနက်ကတရုတ်အစိုးရနဲ့တရုတ်စစ်စစ်နေတဲ့စောင့်ကြည့်ရေးစနစ်တစ်ခုတွေထင်းချုံမှုအကူရောက်နေပြီလို့လူအခွင့်အရေးနဲ့နေပညာစောင့်ကြည့်ရေးအဖွဲ့တွေကအခိုင်အမာပြောဆိုလိုက်ပါတယ်။အဲဟာအလုံးကဒီနေ့စာတာပါပဲ။ ဒီလောက်တုံလို့ဆရာကောင်းကဲဆွဆွဲချက်တီအတွက်တက်တေကအဖေကလာတာလေအဖေကတော့ဘယ်သူမှမထင်မှတ်ထားတဲ့နေရာကနေထွက်ပေါ်လာတာပါအဲ့ဒါကတော့ အချက်လက်ပေါ့ချမှုကြီးတစ်ခုပါပဲဒီနေရာမှာပြောနေတဲ့ပမာဏကနည်းနည်းနော်နော်မဟုတ်ပါဘူး500 GB ပါတော်တော်ကြီးမားရဲ့ data ထုတ်ထည်ကြီးတစ်ခုဖြစ်ပြီးတရုတ်နည်းပညာကုမ္ပဏီကခုဖြစ်တဲ့ Gig Network စီကနေတိုက်ရိုက်ပေါ့ချလာလာပါ ဒီပါကြလာတဲ့ data တွေကဘာကိုစုလို့တလဲဆိုတာကိုဖော်ထုတ်ဖို့ဆိုတာတဖွဲ့တဲ့လူလူမရပါဘူး။ဒါကြောင့်နိုင်ငံတကာကနာမည်ကြီးသတင်းမီဒီယာတွေ၊နှိပညာကျွမ်းကျင်သူတွေနဲ့လူခွင့်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ Intersect Lab, Justice for Myanmar နဲ့ Amnesty International တို့လိုအဖွဲ့တွေပူးပေါင်းပြီးဒီပဟေလီကိုဖြေချခဲ့ကြပါတယ်။ဒီဆောင်ဆောင်ဆက်ဆဲမှုကနေသူတို့ဖော်ထုတ်တွေ့ရှိခဲ့တာကတော့ဒီရုပ်နိုင်ငံရဲ့နံမဆိုးနဲ့ကြော်ကြတဲ့ Great Firewall ကိုတင်းတင်းလာတဲ့ system တစ်ခုပါပဲ။ ကောင်းပြီအဲ့ဒီ system ကတကယ်တော့ပါရီလူနိုင်လဲဆိုတာအသေးစိတ်ကြည့်ကြရအောင်ဒီစနစ်ရဲ့နာမည်က Tiangu Secure Gateway အတိုကောက် GSG ပါဒါဟာတရုတ်ရဲ့နာမည်ကျော် Great Firewall ကိုပုံစံတူကူချပြီးတိစောက်ထားတဲ့ Internet Sensor ဖြတ်တော့ရေးနဲ့စောင့်ကြည့်ရေးစနစ်တစ်ခုပေါ့ရောင်းချပြီးတက်ဆင်ပေးခဲ့တာကတော့ data တွေပေါက်ချခဲ့တဲ့ Gage Nawas Company ကိုတိုင်ပါပဲဒီစနစ်ရဲ့စွမ်းဆောင်ရည်တွေကတကယ်ကိုကြောက်စရာကောင်းပါတယ် ။သူကအင်တာနက်သုံးသမျှကိုအချိန်နဲ့တပြေးညီ real time စောင့်ကြည့်နိုင်တယ်။အဲ့ဒါပိုဆိုတာက debug inspection DPI ဆိုတဲ့နည်းပညာကိုသုံးပြီးကိုပိုးလိုက်တဲ့ data တွေရေးအသွင်းမှာပါရစ်ပါလဲဆိုတာကိုဖောက်ဖန်နိုင်တာပဲ။ဥပမာပေးရရင်ဒါကချိပိတ်ထားတဲ့ site အေကိုဂျားလန်ကနေဖွင့်ဖောက်ပြီးအထဲကစာကိုခိုးပြီးတော့ဘာမှမဖြစ်ခဲ့တယ်လို့ site ကိုပြန်ပိတ်ပြီးပို့လိုက်တာနဲ့အတူတူပါပဲ။ဒါပြင်သူရမကြိုက်တဲ့ဝက်ဘ်ဆိုက်တွေကိုပိတ်ပင်နိုင်တယ်လို့တွားချက်စကလုံးတွေကိုတုံးပြီးအလိုအလျောက်စင်ဆာချက်တောက်တာတွေလုပ်နိုင်ပါတယ် ဒီစနစ်ဘလောက်တောင်ကျဲပြန့်လဲဆိုတာကိုနားလည်ဖို့ကဏ္ဍသုံးခုကိုကြည့်ရပါမယ်ပထမဆုံးက33တန်းဒါဟာမြန်မာနိုင်ငံမှာရှိတဲ့အင်တာနက်အသုံးပြုသူအားလုံးနီးပါးရဲ့အရေးတော်ဖြစ်ပြီးသူတို့တီကောက်ချင်းစီဟာဒီစနစ်ရဲ့ပြည့်မှတ်ခင်နေတယ်ဆိုတဲ့သဘောပါပဲနောက်ကဏ္ဍတစ်ခုက26ဒါကတော့ MPD နဲ့ ORI2 လို့လို့အကြီးကဆက်သွယ်ရေးကုမ္ပဏီကြီးတွေရဲ့ data center တွေပါဝင် တနင်္ဂနွေလုံးမှာအရေးကြီးတဲ့အင်တာနက်အချက်ချကြတဲ့နေရာ26ခုမှာဒီစနစ်ကိုတက်ဆင်ထားတယ်ဆိုတဲ့အရေးအတွက်ပါနိုင်ငံရဲ့အင်တာနက်နှလုံးသွေးပွက်လိုနေရာတွေမှာတက်ဆင်ထားတာပါနောက်ဆုံးနဲ့အတုံလုံးဆုံးကဏ္ဍကတော့80တန်းမှာဒါဟာဒီစနစ်ကတချင်ထဲမှာတပိုင်းနဲ့ဆုံးချီထိန်းချုပ်နိုင်တယ်အင်တာနက်ချိဆက်မှုအရေးတော်ဖြစ်ပြီးနိုင်ငံရဲ့ digital traffic အလုံးကိုလွှမ်းဆောင်ဆောင်ချီနိုင်တဲ့ပမာဏဖြစ်ပါတယ်ကဲဒီလောက်အစွမ်းထက်တဲ့စနစ်တစ်ခုရှိနေပြီဆိုတော့အရေးကြီးဆုံးမိကုန်းကထွက်လာပါသည် ဒီစနစ်ရဲ့ခလုတ်ကိုအမှန်တကယ်ထိန်းချုပ်ကင်တွယ်နေတာဘာတူလဲဒီစီရင်ခန်းစာတွေကအခိုင်အမာဆုံးသက်တည်တစ်ခုကတော့ဒါပါပဲ Intersect Club ရဲ့ပျော်ရေးစုခွင့်စည်းသူကအတီလင်းအတီးပြုထားပါတယ်သူပြောတာကတော့ကီချာမြန်မာပါဝင်သူတို့ system ကြီးတက်ဆင်ထားတဲ့နိုင်ငံတွေကိုအဝေးကနေချိတ်ဆက်အသုံးပြုနိုင်စွမ်း remote asset ရှိနေတာကိုတွေ့ရတယ်ဆိုပြီးပြောထားတာပါတနည်းအားဖြင့် backdoor တစ်ခုရှိနေတယ်ဆိုတဲ့သဘောပါပဲ ဒါကဘာလို့ဆိုလို့လဲဆိုတာရှင်းရှင်းလေးလင်းပြောရရင် Gish Networks ဟာမြန်မာနိုင်ငံကပဲ internet ထုံးစွဲသူရဲ့ data ကိုမစိုးအချင်းမီရဲ့သူ့တပေါ်နဲ့သူဝင်ရောက်ကြည့်ရှုစောင့်ကြည့်ခွေးချမ်းစိတ်ဖြာပြီးခြေရခံနိုင်တဲ့စုရဲ့ဒီဖေးပါပဲပေါ့ချလာတဲ့အချက်လက်တီကဒီထင်းချုံမှုကွင်းဆက်ကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်ဒီပုံကိုကြည့်လိုက်အစကတော့ပုတ်ကလေးကကုမ္ပဏီလွတ်ထင်ရရဲ့ Gish ကနေစပါတယ်။ဒါပေမဲ့ Gish ကသူရဲ့သူရဲ့တနာလက်ဖြစ်တဲ့ Minsa Lab နဲ့ချိတ်ဆက်ထားတယ်။